မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာနရေဒီယို NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံမြင့်ပေးနေပါပြီရေဒီယို NUG သောရရှင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝပြီးစစ်အာဏာရှင်ဗီဒိုကနေခင်ဝေးပြီး ကိုစိတ်နှဖျားချမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio UNG ဝိုင်းတော်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။မင်္ဂလာညချမ်းပါခင်ဗျာ။အခုချိန်ကစတင်ပြီးတော့2025ခုနှစ်နိုဝင်ဘာလ4ရက် Radio UNG ရဲ့ညပိုင်းအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပြီးသွားတော့မှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့ Radio UNG ရဲ့ပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ မင်္ဂလာပါခင်ဗျာအခုချိန်အားစပြီးတော့2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့ညပိုင်းမှာတင်ပြပြီးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ဒေါ်ဆန်းစုကြည်နဲ့မြန်မာပြည်သူတွေအပေါ်ထားတဲ့ပြင်းထန်အဆိုးရွားနဲ့ပြင်းထန်ပြည်သူတွေရဲ့မိတ်ဆွေကောင်းပီတာမှုအပေါ်ကျေးဇူးတင်ကြောင်း Kim Eric ထုတ်ပြောတဲ့သတင်းကိုတင်ပြပေးပါမယ် ဒေါအောင်ဆန်းစုကြည်နဲ့မြန်မာပြည်သူတွေအပေါ်ထားတဲ့ပြင်းထန်အဆိုးရွားနဲ့ပြင်းထန်ပြည်သူတွေရဲ့မိတ်ဆွေကောင်းပီတာမှုအပေါ်ဂျေဇူးတင်တဲ့အကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူကိုထိန်လင်းခေါ်ခင်အေရီကာထုတ်ဖော်ပြောဆိုလိုက်တာပါပြင်းထန်သမရအေမန်နျူအယ်မက်ခရွန်ပြင်းထန်အဆိုးရနဲ့ပြင်းထန်ပြည်သူတွေကိုလိုက်လိုက်လေလေကျေးဇူးတင်တဲ့အကြောင်းဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာခင်ကထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ် မိမိနဲ့မြန်မာပြည်သူတွေအပေါ်ပြင်သစ်နိုင်ငံခေါင်းဆောင်နဲ့ပြည်သူတွေကတနာကိယူနာထားပြီးတော့အမြဲတမ်းထောက်ခံအားပေးနေတာတွေအတွက်အထူးကျေးဇူးတင်ရှိပါတယ်လို့ခင်က ပြောကြားထားပါတယ်။ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာအထူးကိုယ်စားလှယ် Mr. Christian Lesherby နဲ့မကြသေးခင်ကာလကတွေ့ဆုံခဲ့ပြီးတော့ဒေါန်ဆန်းစုကြည်ထံပြင်သစ်သမ္မတ Macron ပေးပို့တဲ့ပုံကိုရေးစာကိုလက်ခံရရှိခဲ့တယ်လို့ခင်ကအသိပေးထားပါတယ်။ စာရင်းမှာပြင်သစ်သမရကဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအနေအထားကိုစိုးရင်ပူပန်တဲ့အကြောင်းဖော်ပြထားတယ်လို့ဒေါအောင်ဆန်းစုကြည်အပါအဝင် သမရဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုချွင်းချက်မရှိချက်ချင်းလှုပ်ပေးဖို့ပြင်သစ်နိုင်ငံကထပ်ပြီးတော့တောင်းဆိုထားတဲ့အကြောင်းရေးသားထားတယ်လို့သိရပါတယ်။ အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံနောင်ထဲမှာကျမ်းမာရေးမကောင်းတော့ပါဘူး။မိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတလျှောက်လုံးစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။မိမိလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်သိက္ခာအတွက်တမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်လို့ဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူ Kim Eric ကပြောကြားထားပါတယ်။ ပြင်းထန်နိုင်ငံရဲ့တနာကယူနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပီးတာချင်းဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးစာရာတွေကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကိုကဘာတဝန်ကလူတွေကိုအတိပေးလိုက်တဲ့စိတ်ထက်ရေးဆိုင်ရာခေါင်းဆောင်မှုတရဲလို့ Kim ကမှတ်ချက်ပြုထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့နတ်တလင်းတွေကပြူစောတိစကန်းကိုဘုံကျဲပြီးတော့စကန်းမှုအိမ်နဲ့ဘူတဲစကန်းကိုမီးရှို့ဖျက်ဆီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်ပဲခူးတိုင်းနတ်တလင်းမြို့နယ်မင်းဘူးကျွန်းအောက်စု ပြူစောတီစခန်းကိုဒရုန်းနဲ့ပုံကျဲပြီးတော့ကန်စုတာကွာမှာရှိတဲ့စခန်းမှုအိမ်နဲ့ကင်းပုံဝင်နေတဲ့ဘိုတဲစခန်းကိုတော်လန်ရေးတက်တွေမိရှုဖြက်စီးခဲ့တယ်လို့ဒါယာဝတီခရိုင်အမှတ်1တက်ရင် P23801 ကဒါယာဝတီခရိုင်အမှတ်1တက်ရင် P23801 ကဒီကနေ့နိုဝင်ဘာလ4ရက်နေ့မှာ ထုတ်ပြန်လာပါတယ်မင်းဘူးကျွန်းအောက်စု ယူဆော်တီစကန်ကိုမနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်9:15မိနစ်အချိန်မှာဗကိုတိုင်းစစ်ဌာနအမှတ်22ဗျူဟာတာယောက်ဒီခရိုင်အမှတ်1တက်ရင်ဒရုန်းတပ်ဖွဲ့ကရဲဘော်တွေနဲ့တက်ခွဲနှစ်ကရဲဘော်တွေ ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော့9:23မိနစ်အချိန်မှာကန်စုတာကွာမှာရှိတဲ့စခန်းမှုအိမ်နဲ့စစ်တပ်ကင်းဘုံဝတ်တဲ့ဘူတဲစခန်းကိုမိရှုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။အဲဒီနောက်တောင်ညိုရဲကင်းစခန်းကနေကင်းဘတ်ထွက်လာတဲ့စစ်သားတွေနဲ့ရဲတွေကိုမနက်6:15မိနစ်ခန့်အချိန်မှာတော်လန်ရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကတအူးတည်ပြီးတော့ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့သိရပါတယ်။ ဒီစစ်စင်ရေးကိုဖော်ဆောင်ခဲ့တဲ့ရဲဘော်တွေအထူးခိုင်မရှိအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့တရားဝင်ခရံအမှတ်1တက်ရင် P23801 ကထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပေါင်းမြူနယ်မှာစစ်တပ်စစ်ကြောင်းတွေကြောင့်ဒေသခံ1000ကျော်ဘေးလွတ်ရာတင်းရှောင်နေရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မကွေးတိုင်းဒေသကပေါင်းမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကြောင့်ကျေးရွာ20ခန်းကဒေသနေပြည်သူ1000ကျော်ဘေးလွတ်ရာတန်းချောင်နေရတယ်လို့ပေါင်းမြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကဒီကနေ့နိုဝင်ဘာလ4ရက်နေ့မှာထုတ်ပြန်ထားပါတယ်စိတ်ဖြူမျိုးနဲ့အခြေဆိုင်အမှတ်22ကာဝေးကြီးပစ္စည်းဆက်ယုံကပါစာ22ကစစ်သားအင်အား900နီးပါးဟာပြူစောရီးတွေနဲ့ပေါင်းပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်ဒေသနေပြည်သူတွေတင်းရှောင်နေရတာလို့ဆိုပါတယ် စစ်သားတွေဟာပေါင်းမြုံနယ်ထဲမှာရှိတဲ့စစ်တပ်လက်ပါစီပြူစော်ရီးတွေနဲ့ပေါင်းပြီးတော့စစ်ကြောင်း၃ခုခွဲပြီးကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်ကျေးရွာ၁၉ရွာက ပြည်သူ၁၂00၀ကျော်ဘေးလွတ်ရာတောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့အတည်ပြုထားပါတယ်။အကြမ်းဖက်စစ်တပ်ဟာပေါင်းမြုံနယ်တောင်ပိုင်းမြောက်ပိုင်းနဲ့အနောက်ဘက်ခြမ်းကတော်လန်ရေးတပ်တွေစုမှုထားတဲ့နယ်မြေတွေနဲ့စစ်ရေးအရာအရေးပါတဲ့ဒေသတွေကိုထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာလို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဒဝေအထူးစည်းပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာဖြစ်တဲ့တိုက်ပွဲမှာစစ်သား၁၀ဦးခန့်တည်ပြီးတော့ဒဏ်ရာရသူများတဲ့တရင်ကိုတင်ပြပေးပါမယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်တွေကဒဝေအထူးစည်းပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာရှိတဲ့တနင်္သာရီတိုင်းရေပြူမြို့နယ်တွေကဒဝေအထူးစည်းပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာဖြစ်တဲ့ တိုက်ပွဲမှာစစ်သား၁၀ဦးခန့်တည်ပြီးတော့ဒဏ်ရာရသူတွေတည်းများတယ်လို့ဝေဟင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေပြူမြို့နယ်တဲကဝက်ချောင်းရွာနဲ့မူးတူးရွာကြားကတဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပေါ်မှာတော်လန်ဤပူပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်သားတွေအော်တိုဘားလ25ရက်နေ့မနက်ပိုင်းကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကိုအတိအပြီးထုတ်ပြန်လာတာဖြစ်ပါတယ်။စစ်တပ်ရန်တရားတွေနဲ့လမ်းလုံငန်းတွေရဲ့ သားတွေကိုတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုတွေကြောင့်တနအီကျော်ကြာတဲ့တိုက်ပွဲဖြစ်ခဲ့ပြီးတော့စစ်သားစင်ဦးကန်တီဆုံးပြီးတော့အများအပြားဒဏ်ရာရသွားတယ်လို့တော်လိုင်းရဲဘော်တွေဘက်ကလည်းနှစ်ဦးမစိုးရင်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါရီဒီတိုက်ခိုက်မှုကိုရေယူတောင်ပိုင်းဝေဟင်တပ်ဖွဲ့ဒေါနာတက်ခွဲ6ဗထူးတက်မတော် BHA နဲ့ရေပြူမျိုးနယ်မှာအခြေစိုက်တဲ့မဟာမိတ်တပ်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပခုတ်ကူလေရင်ကွင်းထိပ်မှာကုံကားတွေကိုငွေတောင်းနေတဲ့ရဲကိုပြစ်ခတ်ရှင်းလင်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်ကပခုတ်ကူလေရင်ကွင်းထိပ်ကနေပြီးတော့ကုံကားတွေကိုငွေတောင်းနေတဲ့ရဲကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Southern YSO PDF ကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်လာပါတယ်။နွေဘာလတရနေ့ကပခုတ်ကူလေရင်ကွင်းထိပ်မှာကုန်ကားတွေကိုငွေတောင်းယူနေတဲ့ရဲတပ်သားကိုပြစ်ခတ်ရှင်းလင်းခဲ့တာလို့သိရပါတယ်။ ပကုတ်ကူလေးရင်ကွင်းထိတ်မှာရဲတပ်ဖွဲ့ဝင်တွေကုန်ကားတွေကိုတားပြီးတော့ငွေတောင်းနေတယ်လို့သတင်းရတာနဲ့စောတန်းရေစကြူတပ်ပေါင်းစုကရဲဘော်နှစ်ယောက်တွားရောက်ပြစ်ခတ်ခဲ့တာလို့ဆိုပါရီပကုတ်ကူလေးရင်ကွင်းထိတ်ကနေပြီးတော့ကားတွေကိုငွေတောင်းနေတဲ့ရဲလင်မယားကိုမနက်9နာရီခွဲဝန်းကျင်မှာတွေ့ရှိရတာကြောင့်ယောက်ျားဖြစ်သူကိုပြစ်ခတ်ရှင်းလင်းခဲ့ပြီးတော့ကိုဝန်ဆောင်အမျိုးသမီးကိုအရှင်ဖမ်းဆီးခဲ့တယ်လို့အသိပေးထားပါရီအဲ့ဒီရဲလင်မယားကိုပြစ်ခတ်ချိန်မှာအခင်းဖြစ်နေရာနဲ့မီတာ200အကွာမှာရှိတဲ့ ကင်းကိတ်ကနေပြီးတော့ပြစ်ကူပီးတိုက်ခိုက်လာတာကြောင့်အဲ့ဒီကင်းကိတ်ကို40မမတစ်လုံးနဲ့ပြစ်ခတ်ခဲ့ရမှာစေအုပ်စုဘက်ကတယောက်သိမ်းဆုံးသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါကြောင့်ပခုတ်ကူလေရင်ကွင်းထိတ်ကနေပြီးတော့ကုန်ကားတွေကိုငွေတောင်းနေတဲ့ရဲတွေကိုပြစ်ခတ်ရှင်းလင်းတဲ့မစ်ရှင်မှာစေအုပ်စုဘက်ကနှစ်ဦးသိမ်းဆုံးပြီးတော့ MA1 တနက်တလက်နဲ့ဆိုင်ကယ်တစ်စီးသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ဖန်စီရမိတဲ့ကိုဝန်ဆောင်အမျိုးသမီးရဲ့ထွက်ဆိုချက်အရပခုတ်ကူမျိုးမှာရဲစခန်းမှာ တာဝန်ကျနေတဲ့အသက်28နှစ်ရဲတပ်သားရီမွန်းဟာပခုတ်ကူမျိုးကားဖြစ်ပြီးတော့ရဲလှုပ်သက်6နှစ်ရှိတဲ့အကြောင်းနဲ့ကိုဝန်လွှဲထမ်းရတာ9လရှိနေပြီလို့သိရတဲ့အတွက်ကြောင့်လိုအပ်တာတွေစစ်ဆေးမေးမြန်းပြီးတော့ပြန်လည်ပေးလိုက်တယ်လို့စောက်တန်းဝိုင်းရဲဆို PDF ကထုတ်ပြန်ထားပါတယ်။စောက်တန်းရေစကြိုတပ်ပေါင်းစုကိုစောက်တန်းဝိုင်းရဲဆို PDF ရေစကြို Revolution Group YRG ဒေါင်းညီနောင် PDF ပခုတ်ကူ PKU ပြည်သူအားမှန် King Cobra ဒေါင်းစစ်တီစတဲ့အဖွဲ့တွေနဲ့ဖွဲ့စည်းထားတာလို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့အနာသိန်းအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အရတားတအူးတန်ရာရပြီးတော့အိမ်တလုံးပြစည်းတဲ့တရင်ကိုတင်ပြပေးပါမယ်ကရင်အမျိုးသားအစည်းအရုံးကော်သူးလေအုပ်ချုပ်မှုနေမြေခလွေလီထူခရိုင်တဲကမူးမြူးနယ်မှာအာနာသိန်းအကြံဖက်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အပြစ်မဲ့ရဲသားတအူဒဏ်ရာရရှိခဲ့ပြီးတော့အိမ်တလုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်လာပါတယ် အော်ဘလာ31ရက်နေ့ည9နာရီခွဲအချိန်မှာအာနာတိန်အကျံဘက်စစ်တပ်လက်အောက်ခံခမာယ693တပ်ရင်းကအောင်ချမ်းသာကြီးရွာတဲကို87မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့တာကြောင့်ဖြစ်ရတာလို့ဆိုပါတယ်။အကျံဘက်စစ်တပ်ကပစ်တဲ့လက်နက်ကြီးကြီးတွေကြားရွာပေါက်ကွဲမှုကြောင့်အောင်ချမ်းသာရွာကအသက်58နှစ်အရွယ်အမျိုးသားတအူးထိခိုက်ဒဏ်ရာရခဲ့ပြီးတော့သူ့ရဲ့အိမ်လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ မင်္ဂလာပါရှင်မနက်ဖြန်နိုဝင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ရင်းနဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေသတွေနဲ့မုံတမခွေတို့ဘက်မှာအရှိအရှိတောင်ဘက်ကလေဟာတနင်္သာရီကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ် မိုးအခြေအနေကတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စိတ်ကနေနေရာအနှံ့ပြမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်နဲ့အေရဝတီတိုင်းတို့မှာနေရာကွက်ကြားမိုးတချုံရွာနိုင်ပါတယ်။မြို့အခြေအနေကတော့ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမြို့ထူတွေကျဆင်းနိုင်ပါတယ်ရှင်။ ပြည်တွင်းသတင်းတွေကိုနားဆင်ကြရတာပဲဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့တော်လန်ရေးကဗျာကန်တာမှာထုံဝင်းငင်းရေးသားထားပြီးຫນွေဥမှုခန်းစားတင်ဆက်ထားတဲ့ဒေါင်းနမိတ်ရှင်းရှင်းနဲ့ကောင်းအတိတ်သတင်းတွေကြောင့်လောင်းရိပ်တော့ကင်းစီခြင်းဆိုတဲ့တော်လန်ရေးကဗျာကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာ။ဒေါင်းနမိတ်ရှင်းရှင်းနဲ့ကောင်းအတိတ်သတင်းတွေကြောင့်လောင်းရိတ်တော့ကင်းစိတ်ခြင်းဆိုတဲ့ကြပြာကိုရွတ်ဖတ်သွားမှာဖြစ်ပါတယ်။ ကဘာစစ်ကိုမကြုံဘူးပင်မယ်ကဘာပြတ်တာကိုတော့ကြုံနေရတယ်ကြွေတာကူကဝေဖို့ဆိုကြတယ်လို့ပြတ်တဲ့အဖြစ်တွေမှာဟောင်းတဲ့အညစ်တွေထက်ကောင်းတဲ့အသက်တွေပြောင်းကြရမှာပေါ့အဟောင်းကိုခြေဖြတ်မှ အသက်ကိုတိဆောက်လို့ရတဲ့ကြွေခဲ့တဲ့သစ်စိတ်တွေကအပင်သစ်တွေမွေးဖွားတယ်လို့မျိုးကဘာဝတော်လန်ရေးရဲ့အလှတရားလေး အဟောင်းကိုဖတ်တွေ့သူတွေကဆွေးမြေ့ပြက်စီးလွယ်ကြတယ်အသက်နဲ့တန်တရာတစ်ခုစာ လွဲခဲ့တာမသိရှာကြတော်လန်ရဲ့ရဲ့တဘာဝကိုကဓမ္မစေတီဝတ္ထုထဲမှာပတိန်စာပညာအင်ရဲ့ကျင်းတန်ကိုဆရာကြီးမန်းရေးခဲ့တယ်လို့တန်တရာကမမှုပေမဲ့ဒီတခါတော့ဆွေမျိုးချင်းဝန်တာမနှုတ်နိုင်ဘူးဆိုသလိုပအတော်အတန်ဝေးတာတွေအခြေကျခြင်းပေမဲ့ တော်လန်ရေးကတရေမကြဘူးစိတ်ကောက်တလို့မျိုးကလည်းအနိုင်မရဘူးအချိန်နဲ့အမျှအားပြိုင်နေရတဲ့အခါဝစီပိတ်ပြူဟာနဲ့အတန်တိတ်ဝင်ကပါမှာရွာလေနေကြတာရွာနာပါတယ်စိတ်ရင်းအခံမှန်ပေမဲ့အစိတ်အတောက်နဲ့ဖိတ်ဖိတ်တောက်ခဲ့ပြီးအိတ်ပေါက်နဲ့ဖားကောက်ခဲ့တာတွေတင်ကန်းစာမထုတ်နိုင်ခင်မှာအစ်စ်တက်တော့တိုက်ရဲသူတို့နဲ့ဆွန့်လွတ်ခဲ့ကြတယ် အာဇာနီအပေါင်းတို့ရဲ့မဟာသူရဲကောင်းဗိမာန်မှာနှွေဦးတော်လန်ရေးရဲ့အောင်ပွဲခံတေးတံတွေကပြန့်လွင့်နေစေပြန့်နေစေပေါ်ထွန်ဝင်းငင်း ရေဒီယို NUG သောတာရှင်များခင်ဗျာအခုဆက်လက်ပြီးတော့တော်လန် SC ကန်တာမှာမောင်လူမွေးရေးသားထားပြီးရန်နိုင်တင်ဆက်ထားတဲ့ပညာနဲ့တရားဆိုတဲ့တော်လန် SC ကိုနားဆင်ရမှာဖြစ်ပါတယ်ခင်ဗျာပညာနှင့်တရားကထိန်ရသည်ဆိုတော့မောင်လူမွေးတို့တော်လန်နေမြေမှာကထိန်ပွဲတွေသူနီးသူဟန်သူအိုးသူဆန်တဲ့တန်အောင်ချင်းချင်းသေးကျင်းပကြတာတွေ့ရတယ် ထိဖနက်သင်္ကန်းကတ်တဲ့သူတွေလည်းတော်တော်များကြတာကိုဘုန်းကြီးเจ้าကတက်ဆက်နဲ့ကြီးညာတဲ့အတန်းကိုနားထောင်ရင်သိရတယ်။ခေတ်ကာလအလျောက်ဆိုတော့ကထိန်မှာထိဖနက်သင်္ကန်းကတ်ချင်တဲ့သူတွေကအခြားကဝယ်စရာမလိုကထိန်ခင်းမဲ့ဘုန်းကြီးเจ้าမှာပဲမများလာတဲ့တတ်မှတ်ဈေးနှုန်းနဲ့ဝယ်ပြီးကတ်လို့ရအောင်ဂေါဘကတွေကစီစဉ်ပေးကြတယ်။ကိုကြစေးတက်တက်သားသားနဲ့ကုသိုလ်များများရအောင်စီစဉ်တက်ကြပေးရဲ့။မောင်လူမွေးကတော့ကိုနေတဲ့နေရာကရွာပုံကတိအတွက်အထွေထွေအသုံးတွဲဆိုပြီးလှူဒါန်းတော့ သင်ငန်းကတ်တဲ့သူတွေလောက်ကုသိုလ်မများလောက်ဘူးထင်ပါရဲ့ဒီနေ့ဟာစစ်ရှောင်းကျောင်းတွေမှာပညာရေးဆွေးနွေးပွဲတွေသင်တန်းတွေဇက်တိုက်လုပ်နေရတာစာသင်ကြားနေရတာနဲ့ကထိန်ပွဲတွေနဲ့မောင်လုံးမွေးရက်ဆက်မဆုံနိုင်မှုဖြစ်နေတာသတိထားမိတယ်မောင်လုံးမွေးနေတဲ့နေရာကကထိန်ပွဲနေမှာတောထိုင်စစ်ရှောင်းကျောင်းတစ်ကျောင်းမှာမောင်လုံးမွေးတို့ရှိနေခဲ့တယ်နောက်မောင်လုံးမွေးအဖေရဲ့အကိုဖားလက်တို့ခင်းတဲ့ကထိန်ပွဲကြီးနေကြတော့လေမောင်လုံးမွေးဟာတောင်ကြီးကဆစ်ဆောင်ကြောင်းကလေးကိုရောက်နေပြန်တယ် ဖလက်တို့လင်မယားညားကစားကလေးကခင်းကျင်းနေခဲ့တဲ့ကထိန်ကိုသူ့သားနဲ့သမီးကျေးဇူးကြောင့်ခင်းနိုင်ခဲ့ပြီမောင်လူမွေးတော့မသွားနိုင်ခဲ့မောင်လူမွေးနဲ့ရင်းရင်းနှီးနှီးရှိတဲ့စစ်ဆောင်စခန်းတစ်ခုကလည်းကထိန်ဘွဲကိုမန်းတက်ကြီးကြီးထိုးပြီးကျင်းပါကြတယ်သူတို့ကတော့ပညာရေးကိစ္စတွေနဲ့အလုံများနေတဲ့မောင်လူမွေးကိုနားလည်ပြီးသားမှုမလာနိုင်ကြောင်းပြောတာကိုလောလောကူကူလက်ခံကြပါလေကိုနေတဲ့ရက်ရွာရဲ့ကထိန်ဘွဲအမေရွာရဲ့ကထိန်ဘွဲအဖေကိုရဲ့ကထိန်ဘွဲ စစ်ရှောင်စခန်းရဲ့ကထိန်ပွဲတွေကိုလွဲခဲ့တဲ့မောင်လုံးမွေးဟာကထိန်တစ်ခုနဲ့တဲ့တဲ့တိုးမိပါတော့တယ်။မောင်လုံးမွေးဇာတိရွာကိုညနေပိုင်းရောက်ရောက်ချင်းကထိန်ပွဲအတွက်ဖျားပင်းပြီးတန်းစီပြန်လာတဲ့မောင်လုံးမွေးဆွေမျိုးတွေနဲ့တိုးပါတော့တယ်။ငါတို့လာတော့ဝမ်းသာသွားတာဤတဲ့။နောက်နေ့ကထိန်ခင်းမဲ့ကထိန်တိုင်ကမာတဲ့ကတယောက်ဖြစ်တဲ့မောင်လုံးမွေးတော်ကပြောပါလေ။တကယ်တော့မောင်လုံးမွေးကထိန်လာတာမဟုတ်ပါ။ဇာတိရွာနဲ့၄-၅မိုင်ဝေးတဲ့စစ်ရှောင်ကျောင်းကလေးကဆရာဆရာမတွေကို တင်တန်းနှစ်ရက်ပို့ချဖို့လာတာဖြစ်ပါလေ။တင်တန်းပို့ချဖို့လာရင်ဆွေမျိုးတွေနဲ့ညာပိုင်းတော့တွေ့နေတာပဲဆိုပြီးအိတ်ဖို့တက်တက်လာတာသာဖြစ်တယ်။ဒါကြောင့်ကထိန်ခင်းတဲ့ရက်မနေနိုင်ပါ။စစ်ဆောင်ចောင်းကလေးကိုမနဲ့အစောကြီးထသွားရမှာဖြစ်ပါလေ။ဒီတော့မောင်လမွေးအမတွေအတော်တွေစုပေါင်းခင်းတဲ့ကထိန်နဲ့လဲတိလွဲလွဲပြန်ပါလေ။ကထိန်ပွဲတွေနဲ့လွဲပေမဲ့ကထိန်ပွဲတွေကိုမောင်လမွေးသိတ်ကိုအားကြပါလေ။ခေကာလာမကောင်းလို့ကြက်တဲနေတဲ့ကြားကတရာတရားထက်တန်စွာလှူဒန်းကြတယ်။ ပြီးတော့တရွာလုံးညီညီညွတ်ညွတ်စိတ်အားတက်ကြွစွာပါဝင်ကြတယ်။ကြံတဲ့နေရာမှာသာကွဲကျင်ကွဲမယ်။ကထိန်ပွဲမှာစီးလုံးကြတယ်။ဒါကြောင့်ကထိန်ပွဲတွေဟာပြီးမြောက်အောင်မြင်ကြတယ်။မောင်လူမွေးတို့ပညာရေးမှာလည်းကထိန်ပွဲရဲ့ဆယ်ပုံတစ်ပုံလောက်တရာတရားရှိကြရင်ဝိုင်းဝန်းကြရင်တိတ်ကောင်းပါပဲလို့မနက်ဖြန်ကထိန်ပွဲရဲ့ဒါယဂါမဖြစ်တဲ့အမအိမ်မှာအိတ်နေရင်တွေးနေမိတယ်။ကထိန်ဆိုတာအကျိုးပေးမြင်းမြန်ခိုင်ခဲ့တဲ့အလုပ်လို့လဲဆိုနိုင်ကြောင်းမောင်လူမွေးဖုန်းတွေကပါဠိအဘိဓမ္မာတွေ့ရတယ်။ ဒါကြောင့်လဲကထိန်ခင်းကြပြီတော့ကိုလို့တွေးမိတယ်။ဒါဆိုရင်ပညာရေးကရောအချိုးပေးမြဲမြံခိုင်ခဲ့တဲ့အလုပ်မဟုတ်ပေဘူးလားလို့ဆက်တွေးမိပြန်တယ်။ပညာရေးပေါ်မှာယုံကြည်မှုသရာတရားနည်းနေသေးလို့ပောင်းဝင်မှုနည်းနေကြသေးတာနေမှာပဲလို့ကိုဟါကိုအဖြေထုတ်မိတယ်။ပညာကိုမယုံကြည်တဲ့လူမျိုးဟာဆိုပြီးဆက်တွေးဆက်ရေးရအောင်ကလည်းမောင်လူမွေးဟာဂျွန်ရက်စကင်မဟုတ်ဆရာကြီးဥအောင်သိန်းလည်းမဟုတ်ဒီတော့မနက်လင်းတာနဲ့တောချောင်းဆရာပြီးပြီးစစ်ဆောင်ချောင်းကိုခြစ်တက်ပြီး ဇေယျလေးဆီယာမလေးတွေနဲ့အတူတရာတရားနည်းနေသေးတဲ့ပညာရေးအပေါ်လူတွေယုံကြည်ကြဖို့စူးစမ်းရအောင်မှာဖြစ်ပါလေခင်ဗျာမောင်လူမွေ့ Radio UNG မှာဆက်လက်အံလွှင့်နေပါတယ်။အခုဆက်လက်ပြီးတော့ Tollan Yee Tegida အစီအစဉ်မှာ Slime Tanky ရေးသားထားပြီးတော့ Slime Tan Thon တီးဆိုထားတဲ့ Tollan Yee ရှေ့တန်းအလွမ်းဆိုတဲ့ Tollan Yee ဒီတစ်ချင်ကိုနားဆင်ရမှာဖြစ်ပါတယ်။မြန်မာလေအခုတိုင်းပြည်ရဲ့အခြေအနေကိုကိုဒီတိုင်းမကြည့်ရနိုင်ဘူး။ကို Tollan Yee လုံးမှဖြစ်မယ်။ဒီအာနာရှင်စနစ်ကိုအမြင့်ပြတ်ချိန်မုံပြီးတဲ့တနေ့ကိုပြန်လာခဲ့မယ်။ဆဆာရာကျူဆိုင်တော့မြန်မာလေး အင်းပါကိုရဲ့ကျမလည်းကိုနဲ့ပဲခွဲချင်ပါမလဲဒါပေမဲ့နိုင်ငံ့အရေးအတွက်ဆိုတော့အကိုသွားတဲ့နဲ့အကိုပေးခင်းခင်းနဲ့ပြန်လာမယ်ဒီနေ့ကိုဆူတောင်းပေးနဲ့စောင့်နေမယ်နော် Yes alone at the bar ုနောက်ဆုံးတစ်ပုဒ်အနေနဲ့ဒိုင်းသားဘာသာစကားအစီအစဉ်မှာတော့တပတ်အတွင်းသတင်းတွေကိုစကောကင်းဘာသာနဲ့နော်နွေဥကွင်းကတင်ဆက်ပေးထားတာကိုနားဆင်ရမှာဖြစ်ပါတယ်ဟယ်လိုမင်းလေးကနတာဘူးတဲ့ပစောကစောဝတ်တောကွဲမကတော့ပါသေးလို့ NUG ကလလိုဒါတာကလေးတဘလို့ညိုင်းနေလို့အခေဒေါ်တမီတော်ပူတာစောတဖာနီယာနွန်ဝဲဥပွင့်ကပါဖလာနေသူနေလို့အဲဆောခတီတီမြေဝိနာကလလိုတူကိုရေပူတော်လူစီကီတော်ဝိုနီ KORD ဟိမဆဝဲပလုစေအကလော်တကလာဘလေတာနေလို့ကညောဒေါ်ကလူတကရကရကိုတူလီပရှတ်တလကိုကလလိုတူကိုရေပူတော်လူစီကီတော်ဝို KORD Himasowe Tulsi Ecological Library Kiani Mupatotowe Tarasope Lao Tuba Kisi Kwito Nini Petinya Manilo Kenyoro Putama Wimasoto Tau Tuba Totoru KORD Do Kori Baba Mwana Tepa Tokurume Wedawi Pe Lao Tuba Tisiyo Toni Lehimasowe Ni Petinya Manilo Kelutu Korebu Soti Do Redo Kosabu Tawo Kori lui si kito wo hidu kito nuria kwisi bagnyo no wi takala lui kito luria kira wo klusi eklo takala ble masan ni we wi pa pla we da ni lo tu to wo lo da le he master software we tapha ni ni we da to wo tapha lo tyo ti ma amana we taka di ba ba kwa sa me we da do this android tapha wi KMU to to pa pla we da to to ni ma da so ni lo ဒါကစောကီယူတီယူမီဝဲနာ ရမတိကောစာယတိကုက္ကစနိတတစုဝေတောပယောတုနိလောကလိကလလေတေလဝဒမေပုတ္ဖာအာမတာဝိနိလောကညောကောစေရမတိကောစာယတိကုက္ကစနိ KNLA တောပယောတုမူတ္ဖာဘဆတတစုဝေတောလပယောတုတခောနိလော Y12 ကဘောယူလေတေလဝေမေပုအိလောကောတုဝေဝတာကစောပပလာဝေနိပတိညာမနိလောဖဲလောထုပအတောတစီ ုခေလဒစီတီနရီလခေဓာတုစထဝဲတော့ဘယောတုကလုလအလဲနူလဝဲဖဲယတိကုကစနိ KNLA တပပုတကရတပဒူဝဲတာတော့ဓာတုစုဝဲနဲ့ပတိညာမနီလောဒေါ်လဓာတုကုဘယောတုတစီတကဘဒဝဲတော့ BGF တပရဝဲတစုတောင်ကလေးတာစာဟီဝီဘယောတုလအတိဝဲတပနိအစိုနီခုပြီဝဲဖဲမေဝါခီတဝောနဲ့ပတိညာမနီလောဘယောတုနိ heyiti ku kese cala kepo kepa papenowe dole waidwe keboyu e dilowe dami putepa nateki dapese kere putepa dabatu badi tuuni petinya manilo kokoreto ramedi kosa depani kumuni to towewi piyoti putepa ado badi awe aku bakhi weda damase wiba wini bedoni madakso milo dakso suminya dwi miweda kokoreko sa tipu satowo kepa to 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 o we, na ပယတုကလုနီလက်တနီဝဲတော့ပယတုကိုတပါတရှာနီမဟောဘာတိဝဲတာဝင်လို့ကိုကရီကိုစာတိပုစံတော့ကပါနီတပစကရတပါနီပယတုကလုအိုလက်တနီဝဲတော့ပယတုကိုတရှာနီမဟောဘာတိဝဲရီသူတကစောဝဲကလုပါကလာဝဲဒနီပတိညာမနီလို့တတဤကေထောဝဲဖဲလောက်သူပတစီတောဟာကတော်ဝီသူကေတကလီတီတခေါနီတပစကရတပပပတာတော့လက်တနီဝဲဒါပယတုကလုနီလို့ တော့ပြတုကလနီတုကိစုလခီတော့ဖဲကလာပပဒိုတဖာဝဲဒါဝီဖဲတပစကရတဖာလေမရှဲဝဲလာလောကောကတော့နီပြတုဖူခောကအစုတီနီဝဲဒါအဝီနီပတုန်နီမာတပ်စောနီလောတပ်စောလခီတတီမီဝဲနာပြတုလက်တုတလောတော့ခောကမြတ်တဖာအိုဟီခိပလဘဒိုဟောဝဲတရီနီလောကေနီယုကညောဒကလတကရူကောတူလီပရတလောကော লুটু কৰি লুট গছা বৰতাৰ লগত টাকে ধু এলাও ধুপ কিছু সতনি বেয়টো লেটু তালে ধ্ৰু লেখা তা শুনি চচান লৈ অহি হাৱাৱেৰি কিয়ানি মুখা তুতকাটা চনি ল টেকা দিবা পেলাও ধুপ কিছু কীতনি খালাইয়া কিৰিয়া খুচি লুটুৰিনি লুট্ৰু লেটু কুদা শুনি চন্নে উঠো উহি হাৱাৱেৰি ফে လောက်ထုပ်ပေါ်အတော်တဆီနေစိကရေတွင်ကိုတော့ဘူးလက်ထုံးလက်တူတာဝင်နေပတော်နေပါတာဆုံးနေလို့တာကဆိုလို့ပါပလနီတတပိုင်းနေမိတာဖြစ်နေလို့ဘာတော့ကနာမတ်ဖို့ကိုဒီတော့အတဲမောတိပါမထမှုနေတိဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ်မြန်မာနိုင်ငံသူနိုင်ငံသားများ ကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်တွေရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာအ미သားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလို့အားပေးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရမည်